ဒီတရုတ်ပြည်ကတရုတ်ပြည်ဘက်ကရပ်တည်တဲ့ဟိုလော်ဘီတော့မဟုတ်ပါဘူးသူတို့လည်းသူတို့ခံစားချက်အတိုင်းဟိုပြောတာနော်ပြောတဲ့အခါကျတော့ဒီချုပ်ကမာရီကဟိုပါတော့ကမာရီကတရုတ်မုန်းကြီးကိုလှုပ်တယ်အဲသူပြောချင်တာကတော့တရုတ်မုန်းကြီးကိုလှုပ်တယ်ပေါ့တချို့တွေကြတော့လဲအော်သူတို့ကလည်းပြန်ပြောတာကတော့ဒီထရန့်ရဲ့ policy ကိုမကြိုက်ကြဘူးနော်မကြိုက်ဘူးဆိုတဲ့အတွက်အာထရန့်ရဲ့နောက်လိုက်တွေကအဲ့လိုတရုတ်ပြည်မကောင်းကြောင်ပြောတယ်ပေါ့ဆိုတဲ့အခါကျတော့တကယ်တကယ်တော့ ဟိုကျွန်တော်မြင်တာကတော့တမျိုးစီဖြစ်သွားတာเนาะဒီ trend ကမျိုးတမ်းအရေးတမှာဖြစ်တယ်ဒါပေမဲ့ trend ဘာလို့ဒီလိုဖြစ်လာရလဲဆိုတဲ့အခါကျတော့အမေရိကန်ကလည်းသူ့ထွက်ပေါက်သူရှာတာပေါ့မြို့ကလည်းသူ့ထွက်ပေါက်သူရှာတာပေါ့အဲ့တော့ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့တိုင်းပြည်မှာကလာပေါ်မှာပေါ့နော်ဒါကနှစ်ခုအပြောင်းပြောင်းဒီကရှင်နေတယ်ရှင်နေစနစ်ပေါ့နော်ရှင်နေစနစ်ကိုတော့ရှာအောင်ဆောင်တယ်အရင်စနစ်ကိုတော့အမေရိကန်ကဥဆောင်နေတာနော်အဲ့တော့ဆိုလိုတဲ့သဘောက policy လို့ကျွန်တော်တို့ကတော့တုံးတယ်ပေါ့နော်အမေရိကန်ကျင်းသုံးခဲ့တဲ့အရင်း policy ရဲ့ရုပ်ပြည်ကျင်းသုံးခဲ့တဲ့ community policy ရဲ့ပေါ့နော်အမှားကတော့ရုရှားကျင်းသုံးခဲ့တဲ့နောက်ပိုင်းမှာရုပ်ပြည်ကပုံမှုပြီးတော့ပြင်ထန်တဲ့ဟောပေါ့ community war ကိုဆက်ကျင်းသုံးတယ်လို့ပြောလို့ရပါတော့နော်အဲ့တော့အမှားတော့အလုံးအကိုချိုးအတွက် policy တွေမင်္ဂလာပါကိုင်းအောင်အဲ့တော့ policy တွေချမှတ်ပြီးလဲပတ်တာပေါ့နော်ကျွန်တော်အခုမလေးရှားဘက်ကနေပြောနေရတဲ့အနေအထားပေါ့နော်ကျွန်တော်ကလည်းပဲရွေးကောက်ပဲပြီးတာက ရေကောက်ပွဲအတွင်းမှာသူပြင်ပပြောခဲ့မှာပတ်သက်မပတ်သက်ရဘူးဆိုတဲ့အတွက်ချင်းချိန်နေရဆိုတဲ့အခါကျတော့မလေးရှားပဲရောက်တဲ့အခါမှာပဲပြောလို့ရတဲ့သဘောပေါ့အဲ့တော့ကျွန်တော်ပြောချင်တာအမေရိကန်ကအဓိကတော့အဲကော်စာဘေးတိလေသူရဲ့အရင်းရှင်ဝါဒကိုကာကွယ်လုပ်ပြီးတော့အမေရိကန်စနစ်ကိုပေါ့ပေါ့အကာအကွယ်လုပ်ပြီးတော့တိဆောက်တယ်ပေါ့ဒီမိုကရက်လည်းအတူတူပါပဲဆိုတော့တွန်းနီးတူကရုရှားနဲ့ကွဲထွက်လာတဲ့ရုပ်ပြည်ကလည်းပဲအာကွန်မြူနီဝါဒကိုတိဆောက်ရင်းရနေပြီးတော့ ကွန်မြူနစ်စနစ်ပေါ့နော်ကွန်မြူနစ်စနစ်ကိုတိဆောက်ရင်းရနေပြီးတော့နောက်ဆုံးမှာကျတော့သူတို့လည်းအလဲလဲအပြုတ်ပြုတ်နဲ့အာပြုတ်ရင်ပြောင်းလဲရေးဝါတာပေါ့နော်အာတခင်တိုင်းမှန်ပြောခဲ့တဲ့စကားလို့ဆိုရင်လက်ပြင်ဆင်ရေးဝါတာပေါ့ကွန်မြူနစ်ပြင်ဆင်ရေးဝါတာဒီနေ့လက်လျှောက်ပင်းလို့ရှီချင်းပင်လို့ကျင်းသုံးနေတာပြင်ဆင်ရေးဝါတာအဲ့လိုဝါတာအောက်ကိုပြောင်းလဲပြီးတော့ခရီးစီကြောင်ဒီနေ့ဒီအခြေဖြစ်လာဖြစ်လာရင်းတဲ့အခါကျတော့သူတို့ရဲ့ policy တွေပြောင်းလဲတယ်ကြောင်မအောင်မြင်မှုအမှန်တမ်းပြောရလို့ရှိရင်တော့ပြည်လူအောင်ပြောရရင်တော့ဒီရင်စနစ်မှာလည်းအထည်ကြီးပြဖြစ်သွားတယ်အမေရိကန်တို့အင်္ဂလန်ကတော့ထားလိုက်တော့ထုံးနည်းသူသွား ဒီကွန်မြူနီစနစ်မှာလည်းအာအထည်ကြီးပြည့်ဖြစ်ုံနဲ့မကဘူးကွန်မြူနီစနစ်တခုလုံးပြည့်စည်သွားပြီးတော့ဒီမိုကရေစီစနစ်ကိုလက်ခံရတဲ့ရုရှားရဲ့နောက်မှာရုရှားနဲ့တဘောတာကွဲထွက်လာတဲ့တရုတ်ပြည်ဒီနေ့တည်းတပါတီစနစ်နဲ့ပဲကျင့်သုံးနေတယ်တရုတ်ပြည်စနစ်ပေါ့နော်တရုတ်ပြည်စနစ်ဘယ်လိုလဲပြောပြောသူတို့ policy ပေါ့နော်တရုတ်ပြည်ရဲ့ policy ကဘာလဲဆိုတဲ့အခါကျတော့စပွင့်လင်းလင်းပြောရလို့ရှိရင်ကွန်မြူနီကိုညီမှန်ချက်အတိုင်းပဲအကောင့်ထဲပေါ်ရဆိုပေမဲ့လုံထုံးလုံနီလုံပုံလုံနီတွေက ရင်ရှင်ကုန်ထုတ်လုပ်ငန်းဒါမှမဟုတ် market economy လို့နာမည်ပြောင်းပြောထားတဲ့ရင်ရှင်ကုန်ထုတ်လုပ်ငန်းရဲ့ process တွေအတိုင်းပဲသွားလုပ်လုပ်နေတာသွားတွေ့ရအဲ့တော့ဟိုရှင်းရင်းပြောလို့ရှိရင်အရင်စနစ်ကိုခိုင်မာပါမယ်လို့ရည်တည်ခဲ့တယ်ဟဲ့လားရည်ရည်ခဲ့တယ်ဟလား liberal ခေါ်တာပေါ့နော် liberal လို့လည်းပြောတယ် democratic လို့ပြောတယ် democratic party ကလူတွေလည်းအရင်စနစ်တိတိကျကျမဟုတ်တော့ရှင်းပြောလို့ရှိရင်တော့သူတို့လည်းပဲခေစကားနဲ့ပြောရင်တော့အထည်ကြီးပြက်တယ်ဖြစ်အဲဒါကြောင့်အခုဒီနေ့ဟလားခန့်ဆိုတာပေါ်လာနောက်တစ်ပတ်ကကြတော့လေတရုတ်ပြည်မှာရှင်းရင်းပြောရင်မော်စီတုံးကျင်တုံးခဲ့တဲ့ community ဆိုတာလည်းမဟုတ်တော့ဆိုတော့သူတို့လည်းရင်းရှင်တစ်ပိုင်းလောက် ဲ့တော့ရှင်းပြောရင် community အထည်ကြီးဖြစ်တယ်အဲ့တော့ policy ချမှတ်ခဲ့တဲ့လူတွေက policy ပေါ့နော်အထည်ကြီးပြ policy တွေနဲ့ဒီနေ့ကြုံကြိုက်နေတဲ့အကလာဒါကိုဖူကူရာမာတို့ကတော့ဟုတ်လားဖတ်တဲ့လူတွေကတော့ဘာလို့လဲ clash of civilization ခေါ်မလား culture ယဉ်ကျေးမှု clash of culture ယဉ်ကျေးမှုဘာညာပေါ့နော်အဲ့လိုမျိုးပြောမလားယဉ်ကျေးမှုပုတ်တိုက်ခြင်းလို့ပြောမလားဒါမှကတော့အထည်ကြီးပြ sinity တွေထိတ်တိုက်တွေးနေတဲ့အကလာကျွန်တော်ကတော့အဲ့လိုဝင်လာတယ်နားလေတဲ့အခါကျတော့ကျွန်တော်တို့အိုင်ဒီမှာကျတော့အဲ့ဒီအထည်ကြီးပြတဲ့ရဲ့ခရက်ကို ကျွန်တော်တို့ကဒီနေ့တည်းကခံရရကြပဲဖြစ်တယ်။ဥပမာတကူဆိုပါစို့1969ခုနှစ်နော်ဟလာ50ခုနှစ်လောက်ကကျင်းသုံးခဲ့တယ်နော်ဟလာဘဲမလိုက်မူဝါဒတို့ဒါမှမဟုတ်လို့ရှိရင်ဒီကုန်းတို့လက်မှတ်ထိုးခဲ့တဲ့ဟလာနော်ဒီဖန်တောင်းညီလာခံကမူဝါဒတို့ဆိုတာတကယ်တကယ်တော့သူများနိုင်ငံကိုမဆွတ်ဖက်ရေးဆိုရင်မူပေါင်နေရနေတွားကြတယ်။ဘိုးတော်လည်းပဲတကယ်တမ်းချင်းပြောလို့ရှိရင်62ခုနှစ်အာနာသိမ့်တယ်။ခုနေဝင်တေးဥပြေကိုအမေရိကကိုသွားတယ်ဆိုတဲ့အချိန်မှာ ရှင်းပြောရင်ဥနေဝင်းကိုလည်းစိတ်မချဘူးဆိုတဲ့အတွက်ဗမာပြည်ကွန်မြူနတီပါတီကို community တွေကထောက်ပံ့ပြီးတော့68ခုနဲ့ရေးခင်းဆိုတာဖန်တီးလိုက်ဒါနိုင်ငံကြီးတမိုင်းကြောင့်အဲ့ဒီဖန်တီးရဲ့အကျိုးဆက်တွေဟာဒီနေ့တည်းဒီအကင်းသေးလားဆိုတော့ရှင်းပြောလို့ရှိရင်တရုတ်ပြည်ထောက်ခံနေတဲ့တရုတ်ပြည်ကမိန်းမတွေကိုကျွန်တော်ပြောချင်တာအကင်းမသေးသေးဘူးလို့ပြောချင်တာဒါခင်ဗျားတို့မှာတာဝန်ရှိကျွန်တော်တို့တိုင်းပြည်မှာဖွံ့ဖြိုးမတိုးတက်ရတဲ့အကြောင်းရင်းထဲမှာခင်ဗျားတို့ဘလောက်ကောင်းနေပဲပြောပြောခင်ဗျားတို့မှားခဲ့တဲ့အမှားဟာကျွန်တော်တို့တိုင်းပြည်မှာဒီနေ့တည်းထိခိုက်ဒဏ်ရာရနေသေးပဲဖြစ်တယ်လို့ကျွန်တော်ကပြောချင်တယ် ခင်ဗျားတို့ရှင်းပြောလို့ရှိရင်ဂတိမတိလို့ဒါမှမဟုတ်ရင်မယိုးသားလို့ဒါမှမဟုတ်ရင်ဘာလို့ခေါ်မလဲဆိုတော့ဟိုမရင်ကျက်လို့နော်မရင်ကျက်လို့ဟုတ်လားနိုင်ငံကြီးနိုင်ငံနိုင်ငံကြီးတန်နိုင်ငံကနေနိုင်ငံငယ်တန်နိုင်ငံပေါ်မှာပတ်သက်ခဲ့တဲ့ကိစ္စတွေနိုင်ငံငယ်နိုင်ငံကြီးအနေနဲ့ဘာမှမဖြစ်ဘူးဆိုပေမဲ့လူတန်းဟုတ်လားအဲ့တော့အတန်းထထောင်တန်းထထောင်ရှိမဲ့လူနှစ်တန်းလောက်တွေရောလို့ဘာမှမဖြစ်ဘူးဆိုပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာလူ90ကျော်ရှိမှာလူနှစ်တန်းလောက်တွေရောတာပြဿနာရှိဆိုလိုတဲ့သဘောကချုပ်ရင်တိုင်းလို့ကိုယ်တိုင်က68ခုနှစ်အရေးခင်းကိုဖန်တီးပြီးတော့ ဟလာဗမာပြည်ကွန်မြူနတီပါတီကိုအထောက်ပံ့ပေးခဲ့တဲ့အတွက်ဗမာပြည်ကွန်မြူနတီရဲ့အတွေးခွန်ဒီဒီနေ့တက်ကြီးဗမာပြည်မှာမသေးသေးတဲ့အတွက်ဒီလိုဖြစ်တာကွန်မြူနတီပါတီတင်ထောက်ပံ့လာလားဆိုတော့မဟုတ်ဘူးခင်ဗျားတို့ပြောတဲ့ MNDA တို့ဟလာ KIA တို့ကိုလည်းခင်ဗျားတို့ပတ်တက်ခဲ့တယ်ဆိုတာမငင်းနိုင်ဟုတ်ပြီနော်ကျွန်တော်ပြောတာတရုတ်ပြည်ကတရုတ်ဒီကိုထောက်ခံတဲ့လူတွေကိုကျွန်တော်ပြောနေတာဒါပေမဲ့တရုတ်ပြည်ဒီကျွန်တော်တို့ကအိမ်ကြီးချင်းဖြစ်တဲ့အတွက်ဟလာအကိုကြီးတယောက်အနေနဲ့ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဟလာအကြီးအကဲတို့မဟုတ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်နိုင်ငံကိုမဆက်ဖက်ဘူး ကွန်ဒီဟိုကွန်ဒီရှိလူကြီးတယောက်အနေနဲ့ကျွန်တော်တို့ကဆက်ဆံနိုင်မယ်ဖြစ်တယ်။အဲ့ဒီဥစ္စာကအရှင်းရင်းပြောရင်ခင်ဗျားတို့ဒီနေ့ကမ္ဘာနိုင်ငံတွေမှာရေးနေတဲ့ဟဲ့လားနော်ရုပ်ရှင်ဇာတ်လမ်းတွေပဲစစ်တပ်ကရုပ်ရှင်ဇာတ်လမ်းတွေပဲကြည့်ကြည့်နော်ဒါမှမဟုတ်လို့ရှိရင်ဝိတုဇာတ်လမ်းတွေပဲကြည့်ကြည့်အားလုံးကဝါဒဖြန့်ချီရေးမဟုတ်ဘူးနော်အဲ့ဒါကတကယ်တိုက်ပြီးတော့အသက်ကမ္ဘာစစ်သားတွေအသက်အသက်ဆုံးဆုံးခဲ့ရတာအဲ့ဒါဘာလို့လဲဆိုတော့ခင်ဗျားတို့ policy မှားခဲ့လို့ဖြစ်တယ်ဒါတယောက်ပြာလူတွေပြောကြတာဒုတိယမားတာကကျွန်တော်ကကြိုးတုံးဟိုတုံးနဲ့ကြိုးစောတယ်ဒုတိယမားတာကခင်ဗျားတို့ထမားတာကဝင်းလင်းလင်းပြောရင် KIA နဲ့ blue play လုပ်တယ် AA နဲ့ blue play လုပ်တယ် နော်ဝါနဲ့ blue play လုပ်တယ်ခင်ဗျားတို့ရဲ့အတွေ့အခေါ်ယူဆကိုကကျွန်တော်တို့ဗမာလူမျိုးတွေပေါ်မှာယုံကြည်မှုမရှိဘူးဆိုတာရှင်းတယ်ကျွန်တော်တို့ဗမာလူမျိုးတွေကလည်းဗမာပြည်60ရာခိုင်နှုန်းရ40ရာခိုင်နှုန်းကကျွန်တော်တို့မဟုတ်တိုင်းရင်းသားတွေဖြစ်တယ်ဆိုပါစို့အဲ့တော့တိုင်းရင်းသားတွေရဲ့မျက်နှာကိုကျွန်တော်တို့ကကြည့်ပြီးတော့ကျွန်တော်တို့ကရှင်းပြောရင်ကျွန်တော်တို့တိုင်းပြည်အတွက်ဗမာလူမျိုးအနေနဲ့နာမည်ခံတော်လဲပဲတိုင်းရင်းသားတွေရဲ့ကိုးစားကျွန်တော်တို့ကရှင်းပြောရင် community တဲ့ဟွာရာကိုမနစ်သက်ဘူးဗျာအာခင်ဗျားတို့လည်းမားတယ်ဆိုပြီးဒီနေ့ပြင်လာပဲ။နောက် community ဝါရာကိုဆုံးလုပ်တယ်လို့ကျွန်တော်မပြောဘူးခင်ဗျားတို့ပြင်လာ။ဒါတရုတ်ပြည်ကတရုတ်ပြည်ကမိန်းမတွေကိုကျွန်တော်ပြောပြတယ်။ခင်ဗျားတို့ဘယ်ခြေလှမ်းလှမ်းနေလဲဆိုတာ။ရှင်းပြောရင်ကျွန်တော်တို့ကမသိချင်အောင်ဆောင်းနေတာပဲဖြစ်တယ်။ ရိုးသားဖို့လို့ခင်ဗျားတို့အမားတွေဝန်ခံဖို့လို့ညချက်ညချက်ကဘာလဲဆိုတော့အမေရိကန်ရင်းရင်စနစ်ကိုကျွန်တော်တို့ကလည်းလက်ခံလို့ရလားဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအမေရိကန်ရင်းရင်စနစ်ကဲ့သို့သောအင်္ဂလိပ်ကကြုံဖြစ်ခဲ့ဘူးတဲ့အတွက်ကျွန်တော်တို့ကအမေရိကန်ရင်းရင်စနစ်ကိုဗုဒ္ဓဘာသာလက်ခံလို့မရဘူးဒီကြားထဲမှာရှင်းရှင်းပြောရင်တရုတ်ပြည်အတွက်ကိုဟုတ်လား Blue Plate တရုတ်ပြည်နဲ့ Blue ရုရှားကြဆုံးဖို့ဆိုပြီးတော့တရုတ်ပြည်နဲ့ Blue Plate ကတဲ့ Democratic တည်ရဲ့စင်ကျင်းတုံတရားမဲမှုကြောင့်လည်းပဲကျွန်တော်တို့တိုင်းပြည်မှာအခက်အခဲတွေအများကြီးဖြစ်နေဒီနေ့ဒါမှမဟုတ်ရန်တရားကိုကြည့်လိုက်ခါလာလက်စားလာတော့ခင်ဗျားတို့ပြောမယ်ဟုတ်လားနော် ရှိကမရှိတာတို့စသဖြင့်မျိုးမျိုးပေါ့ဗျာဒါတွေကဗာလဲဆိုတဲ့ခါကျတော့ခမရတို့နိုင်ငံကျွန်တော်တို့နိုင်ငံကိုစီးပွားရေးရာပိတ်ဆို့ခဲ့တဲ့အတွက်ပေါ်ပေါက်လာခဲ့တဲ့နောက်ဆက်တွဲဖန်စီရမိထားတဲ့တက်မ89တက်မမှုကနောက်တရပါတယ်လို့ဖွင့်ဝင်ခံပြီးပြည်သူတော်လှန်ရေးမှာတက်နိုင်တာထဲ့ဝင်မယ်လို့ကတိပြုအကျန်းဖက်စစ်တပ်ထဲမှာကြမ်းရှိတဲ့တက်မှုနဲ့တက်သားတွေကိုမိစ္ဆာဒိဋ္ဌိစစ်ဝါဒအတွေးခေါ်ကိုအ мян ဆုံးဆွလုပ်ကြဖို့ကာကွယ်ရေးဝန်ကြီးဦးရီမွန်တိုက်တွန်းအင်းတော်မျိုးတိမ့်တိုက်ပွဲမှာဖန်စီရမိခဲ့တဲ့ အကျန်းဖက်စစ်တပ်ရဲ့တမ89တမမှုဖြစ်သူဗိုလ်မှူးချုပ်အောင်တအူးနဲ့စစ်တုံးပန်းတွေကနောက်တရပါတယ်လို့ဖွင့်ဝင်ခံခဲ့ကြပြီးပြည်သူတော်လှန်ရေးမှာတက်နိုင်တာထဲ့ဝင်မယ်ဆိုတဲ့အကြောင်းကတိပြုပြောကြားခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးရီမွန်ကပြောကြားလိုက်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်ဖြစ်တဲ့မေ9ရက်မှာပြောကြားတဲ့မိန့်ခွန်းမှာ ပြည်တော်စုဝန်ကြီးဦးရီမွန်ကအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ ငါတို့လက်ထဲရောက်နေတဲ့တမန်89တက်မမှုအပါဝင်တုံမန်းတွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်ဝင်ခံကြတယ်။စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်။ပြည်သူတော်လှန်ရေးမှာသူတို့တက်နိုင်တာထဲဝင်ဖို့ကတိပြုကြတယ်လို့ပြည်တော်စုဝင်ကြီးဦးရီမွန်ကပြောပါတယ်။ဒါအပြင်ဦးရီမွန်ကအကြမ်းဖက်စစ်တပ်ထဲမှာကြန့်ရှိနေတဲ့တက်မှုတွေတပ်သားတွေအနေနဲ့လည်းပြည်သူ့ကိုတက်ဖြတ်တဲ့အထိလမ်းမရောက်ရောက်နေတဲ့မိစ္ဆာတိတိစစ်ဝါဒအတွေးခေါ်ကိုဆွလွတ်ကြဖို့အတွက်လဲတိုက်တွန်းထားပါတယ် စစ်ကောင်စီတပ်ထဲမှာကြန့်ရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိစေဝါရအတွေးခေါ်ကိုအ мян ဆုံးဆွလွတ်ကြဖို့တိုက်တွန်းလိုတယ်ဒီလိုသာဆွလွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြင်မြန်ချမ်းသာရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့တတိပေးလိုတယ်လို့ပြည်တော်စုဝင်ကြီးဦးရီမွန်ကပြောပါတယ် အင်းတော်မျိုးသိမ့်တိုက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တဲ့စစ်တေတာရဲ့အစီအစဉ်နဲ့မျိုးသိမ့်တိုက်ပွဲဆင်နွှဲခဲ့တာပါမျိုးသိမ့်တိုက်ပွဲအတွင်းဖန်စီရမိတဲ့အကျန်းဖက်စစ်တပ်ရဲ့တမ89တပ်မမှုဖြစ်သူဗိုလ်မှူးချုပ်အောင်တပ်ဦးနဲ့စစ်တုံးပန်းတွေကိုအမတ်စစ်တေတာကစစ်ဆေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့ကလည်းဘယ်တော့မှမအောင်မြင်ဘူးလို့ကျွန်တော်ကတော့ယုံကြည်တယ်။နော်အမေရိကန်ရင်းရဲ့စနစ်ပဲပြောပြော နော်တရုတ်ပြည်ကဟလာအခုဆိုရင်တရုတ်ရင်းရှင်ပေါ့တရုတ်ရင်းရှင်စနစ်ပဲပြောပြောရုရှားရင်းရှင်စနစ်ပဲပြောပြောနော်လူသားမှန်ရင်လူသားလို့တွေးပြီးတော့မျှတတဲ့မှုမရှိသေးဘူးကာလပတ်လုံးကျွန်တော်ပြောချင်တာကဘယ်စနစ်ပဲတိဆောက်တိဆောက်ခင်ဗျားတို့အကောင်းတော့ရလာအဖြေရမှာမဟုတ်ဘူးတစ်ချိန်မကြရင်ခင်ဗျားတို့ပြိုကြမှာကျွန်တော်တို့ကအရင်ဆုံးနဲ့ကတိတယ်ဒီကိစ္စတွေတိပြီမဲ့ကျွန်တော်တို့ပြောတဲ့အတန်ကိုခင်ဗျားတို့နားထောင်လို့ခြင်းမရှိဘူးတရုတ်ပြည်ကိုခိုးတာပဲဖြစ်ဖြစ်နီးပြန်ရင်ကျွန်တော်တို့ဒါတွေမပြောဘူးတရုတ်ကအင်ဂျင်ကျွန်တော်တို့ကမိတ်ဆွေ ဟုတ်လားချစ်တို့ရချစ်ချစ်ရင်လည်းချစ်မယ်မုန်းရင်လည်းမုန်းမယ်ဒါပေမဲ့မိတ်ဆွေဖြစ်နေရတယ်အနီးကနေရတဲ့အတွက်အမေရိကန်ဆိုတာဝေးကြီးဒါပေမဲ့ခင်ဗျားတို့ကကျွန်တော်တို့တိုင်းပြည်ကိုဆော့ဖက်တယ်ဆက်ဖက်တယ်ဆိုတော့မှန်မှန်ကန်ကန်ဆက်ဖက်တာဘာမှပြဿနာမရှိဘူးကျွန်တော်တို့လည်းဒီ community စနစ်ကိုကျင့်သုံးတာမဟုတ်ဘူးကျွန်တော်တို့ဒီနေ့ပြည်ပကဖြစ်နေတာဒါမှဒီမှာ community အတိအကျဖွင့်လို့နေတယ်ဒီကနေ့ပြည်ပကနေပြည်ပကနေတစ်ဆင့်ပြုလာတယ်ဟလာတယောကခရေရမ်းမှုကြောင့်ကျွန်တော်တို့ကျွန်တော်တို့ဒီနေ့တတိ80တိုးတက်အောင်လုပ်လို့မရသေးဘူးဖြစ်နေကိုတော့နေရာပြောတယ် energy ကိုငါတို့ထောက်ပံ့နေစိုးလုံးနေရ ကျွန်တော်တို့ကချိုးပြောတယ်ဘယ်လိုချိုးပြောလဲဆိုတော့ NLD ထဲမှာ community ကအရေးခုပြီးလိုက်နေတယ်ခင်ဗျားတို့အဲ့ဒါကိုခင်ဗျားတို့က CIA ရောဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်မသိဘူးကျွန်တော်သိတာအမေရိကန်ကလူတွေကနိုင်ငံရေးဝင်ဗမာနိုင်ငံရေးနားမလဲပဲနဲ့ဝင်ရောက်ဆက်ဖက်ပြီးတော့ဒီလူတွေကိုအားပေးဒီနေ့ကျွန်တော်တို့တိုင်းပြည်ဖုန်ကျိုးစင်းလိုတယ်မှုနှေးကွရရဲ့အကြောင်းရင်းကဒါပဲအဲ့တော့လူတိုင်းကလွတ်လပ်မှုကိုရှာဖွေတယ်ကျွန်တော်တို့လည်းခင်ဗျားတို့ကနေဖိနှိပ်တယ်ဆိုရင်ကျွန်တော်တို့လွတ်လပ်မှုလွတ်လပ်တဲ့နည်းလမ်းကိုရှာမှာပဲလေအင်္ဂလိပ်ကိုဟဲ့လားကျွန်တော်တို့ဟဲ့လား ဟိုတရားမျှတမှုမရှိဘူးထင်လို့ကျွန်တော်တို့ကိုကြုံပြုတယ်ထင်လို့ကျွန်တော်တို့ဂျပန်နဲ့ပေါင်းတာလေဂျပန်ဒီဖက်စစ်ဖြစ်တယ်မဖြစ်တယ်ကျွန်တော်တို့မသိဘူးဒါပေမဲ့အင်္ဂလိပ်လက်အောက်ကလွန်မြောက်ခြင်းနဲ့ဆန်တာနဲ့ကျွန်တော်တို့ဂျပန်နဲ့ပေါင်းခဲ့တာဖြစ်တယ်ဆိုလိုတဲ့သဘောကတော့ကျွန်တော်တို့ဒီလွတ်လပ်မှုကိုလိုလားတယ်အဲ့တော့ခင်ဗျားတို့ကအဲ့ဒါကိုအနေအဆုံးအစဉ်စာနာသိရှိဖို့စာနာသိရှိဖို့နော်အထူးသဖြင့်တရုတ်ပြည်ဒီနေ့ကွန်ပျူတာတက်လာကျွန်တော်တို့ဘာမှအရင်ပြောလို့ရှိရင်စိတ်ထဲမှာဘယ်လိုခေါမလဲဆိုတော့ဟိုမနာလိုသိမ့်မရှိဘူး တို့ပြီးတိုးတက်လာတာကောင်းတယ်။ဒါကြေးကြီးမတိုးတက်ဘူးဆိုရင်တို့တို့စီကလူတန်းတစ်ထောင်ကျော်ရှိတယ်ဗျာ။ကျွန်တော်တို့တန်း90ကျော်ရှိတယ်။အချိန်မြင့်ကျွန်တော်တို့လူမျိုးပြည့်စည်သွားတယ်။ဟုတ်လားတို့တို့အရှင်ပြည်နေတော့ကျွန်တော်တို့ဟိုဝန်တာနေကြတာပါ။ဒါဒါရိုးလေးပဲဒါပေမဲ့လိုအပ်တာတည်းပို့ပြီးတော့တော့ဟာနိုင်ငံငယ်လေးတွေဆိုပြီးတော့ဘူးလီလောက်တာတော့မကောင်းဘူးအထူးသဖြင့်เนาะကျွန်တော်တို့ကပြောတယ်เนาะခင်ဗျားတို့မြေဆုံကိစ္စတွေပါပြီကျွန်တော်မသိဘူးဘယ်လိုဒီလောက်ခဲ့လဲလဲကျွန်တော်မသိဘူးเนาะဒါပေမဲ့ AIA ကိုအားပေးတာတော့ဟာ AIA ကိုအားပေးတာတော့ဟာ MND ကိုအားပေးတာလို့ဆိုတော့ခင်ဗျားတို့မယိုးသားဘူး ခင်ဗျားတို့ဘလောက်ပဲဗမာပြည်တွေကိုဒီနေ့ကူညီခြင်းနဲ့ပြောပြောပြောဘာပြောပြောခင်ဗျားတို့ဘလောက်ပဲလုပ်ပေးခဲ့တယ်ပြောပြော68ခုနှစ်တုန်းကခင်ဗျားတို့လုပ်ခဲ့တဲ့အဲ့ဒီနောက်ပိုင်းကလုပ်ခဲ့တဲ့အမှုတွေကရှင်းပြောင်ကျွန်တော်တို့မျက်နှာမှာကြောက်ပေါက်မှလို့ပဲနော်ကြောက်ပေါက်မှလို့ပဲခံစားနေရသေးပဲဖြစ်တယ်ဘယ်တော့မှအဲ့ဒီဒဏ်ရာလွယ်လွယ်ကူကူနဲ့ပြောက်မှာဟုတ်ပြီနော်တရုတ်ပြည်ကဟလာတရုတ်ကိုထောက်ကမ်းလို့မာရီဆိုတဲ့လူကျွန်တော်ကပြောပါတယ်ဒီရင်တော့တရုတ်ကိုဟလာ USDP ကိုလည်းပြောတယ်တရုတ်ပြည်ရဲ့ policy view အားနဲ့နှိကပ်ဖို့ကျင်းစူးစမ်းပါသူ့ရဲ့အတွင်းဆန္ဒကို လုပ်ပါကိုလည်းကိုဆန္ဒကိုပြောပါဝင့်လင်းလင်းပြောပါကျွန်တော်တို့ကျွန်တော်ဆန္ဒရရိုးလေးပဲ48ခုနေကျွန်တော်လွတ်လိုက်ရအဲ့ဒီမြေပုံတိုင်းပဲခင်ဗျတက်လက်မမအလျှော့မခံဘူးခင်ဗျားတို့လာထိနေလည်းမကြိုက်ဘူးဘူးလေးပဲအဖြေကခင်ဗျားတို့အဲ့ဒီလိုအတွေ့အခေါ်မျိုးခင်ဗျားတို့ဟလာအိမ်ကြီးချင်းပေါ်မှာအဲ့လိုထားနိုင်ရင်ခင်ဗျားတို့ကတကယ့်ကြီးမြတ်တဲ့လူမျိုးပဲတကယ့်ကြီးမြတ်တယ်အခုကအဲ့လိုမဟုတ်ဘူးခင်ဗျားတို့ကကျွန်တော်တို့တိုင်းပြည်ကိုထိန်းချုပ်ချင်တာနဲ့အမေရိကန်နောက်ပါဝါမှာရှိုးရင်တာနဲ့အမေရိကန်ကျွန်တော်တို့ကဘယ်ဘက်မှမပါချင်းလို့ဒီလိုနေတာလေကျွန်တော်တို့ကိုနိုင်ကကျွန်တော်တို့လူမျိုးကအစတွေကလို့လက်လက်နေခဲ့တဲ့လူမျိုးပဲလေ ။အဲလိုတမတမယုံတေချာပြန်လေးလာကြည့်ပါ။နော်ကျွန်တော်ပြောချင်တာတေဟုတ်လားတေဟုတ်ကိုတောက်ကန်တဲ့လူတွေရောမတောက်ကန်တဲ့လူတွေရောနော်။ဗမာပြည်ကတိစပေါက်တွေအကြောင်းတော့ကျွန်တော်မပြောနဲ့။စိတ်ဝင်စားဘူး။တို့တို့အကြောင်းတွေမပြောနိုင်ဘူးအချိန်ရှိဘူး။အဓိကကတော့ဗာလဲဆိုတော့အမေရိကန်ပြည်တော်စုကဟုတ်လား။ကို policy ကို review လုပ်ပါအရင်တော့ကျွန်တော်တို့ refund လုပ်ဖို့ပြောတယ်။ကျွန်တော်ကတို့ policy ကို refund လုပ်ဖို့မပြောဘူး။တို့ review လုပ်ဖို့ပြောတယ်။အဲ့တော့ခင်ဗျားတို့လုံနေတဲ့အရင်ရင်စနစ်ကစပြက်နော်။ဒီမိုကရက်တစ်တွေအကြောင်းစပြက်ဖြစ်သွားတဲ့အတွက်ခင်ဗျားတို့ဒီနေ့ဟုတ်လားပုတ်တိုင်ကိုကဘာကြီးမှာပုတ်တိုင်ကိုဖြစ်နေဘာကာချာချင်းကျင်းမှုမှာမဟုတ်ဘူးခင်ဗျားတို့ရဲ့ policy နော်ဖူကိုရာမှာပြောတဲ့ policy အဝါကြောင့်ရင်ကျိမှုပုတ်တိုက်ခြင်းမဟုတ်ဘူးဒါတွေကရှင်းပြောရင်အမေရိကန်တို့အနောက်အုပ်စုတို့ကစကလုံးထွင်ပြီးတော့ရှင်းပြောရင်ပြည်သူတွေကိုလှည့်ပြားနေတာခမာကြီးကိုလှည့်ပြားနေတယ်ကျွန်တော်ကတော့တဲ့ပဲပြောမယ်ခင်ဗျားတို့ရဲ့ policy နော်နဲ့ပြုတ်ပြီးမှချမှတ်ထားတဲ့ policy ခင်ဗျားတို့ policy ချင်းပုတ်တိုက်မှုဖြစ်တာအဲ့ policy ချင်းပုတ်တိုက်မှုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကကြားညက်ပြီးခံစားနေရတယ်အဲ့တော့အမှန်တုံး theory တစ်ခုကတော့ fail တရားမျှတမှုမရှိတဲ့ဘယ်စနစ်မှာခင်ဗျားတို့မအောင်မြင်နိုင်ဘူးပြုတ်ကပဲလုံးလုံးအမေရိကန်ကပဲလုံးလုံးရုရှားကပဲလုံးလုံးအဲ့ဒါတော့ကျွန်တော်ပြောရတယ်နော်ကျွန်တော်ပြောရတယ် ။အခုတော့ရှိတာပေါ့ချက်ချင်းတော့အထင်မသိပဲ။နှစ်နှစ်ပေါင်းယောက်များစွာကြာတဲ့အခါကျတော့သိတာ။ခင်ဗျားတို့စင်ကာပူကိုဖြတ်ပြီးတော့ဒီ UB ကိုဘယ်လို treat လုပ်တယ်ဆိုတော့လည်းကျွန်တော်တို့သိတာပဲ။နော်။သိတာပဲ။မသိကြအောင်ဆောင်နေတာပဲဖြစ်တယ်နော်။အဲ့တော့ကျွန်တော်ပြောချင်တာကခတ်တူလို့ပြောချင်တာကတော့စပြက်တီအိုတွေနဲ့ခင်ဗျားတို့ဟောပေါ့မင်းသားကောင်းဆောင်ပြဖို့တော့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်။အမေရိကန်ရောတရုတ်ရောတရုတ်ကိုထောက်ခံတဲ့လူရောအမေရိကန်ကိုထောက်ခံတဲ့လူတွေရောနော်။ ရှိပေါ်မှာတရားမျှတမှုမရှိတဲ့ဘယ်စနစ်ကိုမှမအောင်မြင်နိုင်ဘူးအဲ့ဒါတော့ကျွန်တော်ရိုးရိုးတင်းတင်းပြောရင်အဲ့တော့တို့စီရတဲ့ information wrong information တွေနဲ့ကဘာကြီးကိုစုံမို့ကိုကျိုးပန်းနေတဲ့အတွက်တို့လည်းမှန်မှန်ကန်တို့တော့ကျွန်တော်တို့ကလုံနိုင်တာတစ်ခုပဲရှိတယ်။ဒါလည်းဆိုတဲ့အခါမှန်ကန်တဲ့ ဖြစ်ရက်တွေကိုမှန်ကန်တဲ့ဖြစ်ပျက်တွေမှန်နေမြောက်လက်ဆိုင်ရာတာရခန်ရှင်အစိုးရတွေစီတင်ပြပြီးတော့ဟလာနော်ခိတိုင်းမှုတော့ခိတိုင်းမှုတွေရောပါအောင်တော့လုပ်လို့ရတာနော်ခိတိုင်းမှုတွေရောပါအောင်တော့လုပ်လို့ရတာဒါကတော့ရုပ်ပဲဖြစ်ဖြစ်အမေရိကန်ပဲဖြစ်ဖြစ်ရိုးရရပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံမှာ policy ချမှတ်သူတွေရဲ့ဟာတော့ဟိုထိအောင်မှုဘေးပုံခေါ်ပုံနဲ့ထိအောင်မှုလိုအပ်တယ်လို့ကျွန်တော်ထင်ပါတယ်ခုနေဝင်လက်ထက်မှာခင်ဗျားတို့သိအောင်လို့ပြန်ပြောပြရတယ်ခုနေဝင်ကနော်ရိုးရရနဲ့ကျွန်တော်တို့ဗမာနဲ့ဟာလာဟိုတုန်းကပုံပြောင်းအောင်နေပြောပြီးတော့ဟာတကယ်တော့ဖယ်ရှင်းတာဆိုတာ ဟုတ်လားပြောင်းနေတယောက်ရံမဖြစ်အောင်ပေါ့နော်ရံမဖြစ်အောင်ပြောင်းနေတယောက်ထိမ့်သိမ့်နိုင်အောင်ဆိုပြီးတော့ကျွန်တော်မှတ်မိတယ်တော့ပေါ့နော်ဟာတီတီတုံလားမသိဘူးဖိတ်ပြီးတော့ဟုတ်လားကြည်ကြည်ရေစကားပြောခဲ့ဘူးတယ်သူကိုယ်တိုင်လည်းအဲ့လိုရိုးရရကိုတွားခဲ့ဘူးတယ်အဲ့ဒီခါလာတီတီတုံကိုယ်တိုင်ကလည်းဟာလာပမာဖះသူကုံဖះပေါ်မှာလာပြီးတော့ဖះကိုယ်ွယ်တာတွေပါလုခဲ့ဘူးတယ်ဒါကသူ့ရဲ့ကြိုးစားမှုဒီနေ့ဦးနေဝင်လက်ထက်ကဟုတ်လားပြန်ပြီးတော့ပြောရရင်တိုင်းပြည်မှာဒနာဥစ္စာတွေမြန်မာလေးလက်ထက်ရောက်အောင်လုခဲ့တာဒုတိယတစ်ချက်ကတော့ရှင်းရင်းပြောရင်ဘူကြောင်အောင်ဆန်းတို့ဦးနုတို့ဟုတ်လားလုခဲ့တဲ့တချို့ကိစ္စတွေကိုဟုတ်လား ဟိုဖြည်တာပေါ့ဖြည်တယ်လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ကဖြည်တယ်လို့လည်းခေါ်တာဖြည်တာတချို့ကိစ္စတွေဥပမာတစ်ခုဆိုပါစို့1982ခုနှစ်နိုင်ငံသားဥပဒေမျိုးကိုပြဋ္ဌာန်းခဲ့တာဒါတွေကသူလုံနိုင်ခဲ့တယ်ဟာနော်သူလုံနိုင်ခဲ့တယ်သူလုံနိုင်ခဲ့တာတွေလုတ်ခဲ့တာပေါ့နော်ဒါကနိုင်ငံရေးအစိုးရအတွင်နေနဲ့ဒါအမားတော်စီကောင်းဆောင်တယ်တို့တော့နိုင်ငံရေးအစိုးရအတွင်နဲ့သူတပါတီစနစ်နဲ့လုတ်ခဲ့တာဟောတချို့ကတွေကအညောင်မြင်ကြီးကြီးနဲ့ကြီးတတ်ဖို့လိုပါအပ္ပနော်စိတ်ကူးရဲရှိတာထင်တာလျှောက်ပြောပြီးတော့နော်ဟိုတော်ရဲကတပိုးတော်ရဲကဘာခေါ်မလဲဆိုတော့တပုံကောင်းဆောင်တဲ့တော်ရဲကအပြည့်ခေါ်နေမျိုးပေါ်တက်ပြီးလုတ်တဲ့အခါမှာဟာပြဿနာတွေပေါ်လာတော့နော် ADD တုံးက ြဿနာတွေပေါ်တာပေါ့အခုလည်းပဲဟိုအာနာလိုချင်တဲ့လူမြန်မာပြည်မှာနိုင်ငံရေးလုပ်တဲ့အခါမှာဗာလဲဆိုတဲ့အခါကျတော့အာနာနိုင်ငံရေးနဲ့တိုင်းပြည်ဖုန်တိုးတိုးတဲ့ပုံနဲ့နိုင်ငံရေးဆိုတာနှမျိုးရှိတဲ့အထဲမှာအာနာနိုင်ငံရေးကိုပဲပါတီတွေကလုပ်ခဲ့တယ်ဘုန်းလူလည်းအတူတူပဲနောက်ဦးကျော်ငြိမ်းလည်းအတူတူပဲဟိုကျောင်းအောင်ဆန်းလည်းအတူတူပဲဘာလို့လဲဆိုတော့နိုင်ငံရေးပါတီတိဆောက်ပြီးတော့အာနာကိုရယူရမယ်ဆိုတဲ့အတွက်အာနာနိုင်ငံရေးကိုပဲဦးစားပြီးလုပ်ခဲ့ကြတယ်ပြင်သန်းတို့တော့အတူပဲတိုင်းပြည်တိဆောက်ရေးအာနာနိုင်ငံရေးကိုကြတော့ရှင်းပြောရင်စစ်တပ်ကပဲအဓိကထားပြီးလုပ်သွားတာတွေ့ရတယ်နော်တိုင်းပြည်တိဆောက်ရေးတိုင်းပြည်ကာကွယ်ရေးကိုလုပ်တာတွေ့လဲသူတို့ကအားလုံးကောင်းတယ်လို့ပြောတာမဟုတ်ဘူး သူတို့ကသူတို့နေရာမှာကရင်တော့ပိုကောင်းပါဘာဒါပေမဲ့သူတို့နေရာမဟုတ်တဲ့နေရာဝင်ကားရတဲ့ခါမှာပြဿနာတွေပေါ်လာတယ်ဒါကလည်းကျွန်တော်မငင်းနိုင်ငင်းငင်းလို့မရဒါကြောင့်ကျွန်တော်တို့ကတော့ရှင်းရှင်းပြောလို့ရှိရင်ဒီ political institution deployment ကိုဆောင်ပေးပြီးတော့အဲ့ဒီဥစ္စာအရသားတွေဘာပေါ့အကြီးအသေးရှိတဲ့အရသားတွေတက်လာဖို့လိုချင်တာပေါ့ဗျာဒါကလိုချင်တာကိုပြောတာဖြစ်မဖြစ်ဆိုတာပြောနေတာနော်ကျွန်တော်တို့ကဒီအတွက်ပဲပြောနေကြတယ်အခုငါးပိုင်းမှာကြားရတာတော့မိတ်ဆွေတယောက်ကတော့ဝမ်းသာအားရနေတယ်တွန်းပြောပါလိမ့်မယ်ဒါကတော့မနေ့တနေ့ကကျွန်တော်ပုံစံပြီးတော့ဗိုလ်တမင်ဆက်သွယ်ပြီးပြောတာတံခိုးမှာကတော့ဖွင့်လင်းလင်းပြောရင်တချို့ဟလာအရင်တော့ကပါတီဟောင်းနေပြန်ပြီးတော့ ဟိုနေရာယူပြန်ယူလာနိုင်တဲ့အကြောင်းပြောပြတယ်ဆိုတော့ဝန်တာတွေအကြောင်းပြောပြအာနိုင်ငံကောင်းဆောင်နေရာတို့တိတ်တိတ်နဲ့လုတ်တက်တယ်ဆိုတဲ့အကြောင်းရှင်းပြောရင်ကဟိုဒီနေ့စီရီတည်ဆောက်မှုဆိုတာလွန်ခဲ့တဲ့ဘုကျုံမောင်ကြီးတို့ဟာလားဘုကျုံမူကြီးတန်းရှိတို့ဘုကျုံမောင်ကြီးတို့ဟာလားအထိုင်ချထားခဲ့တာကျွန်တော်တို့သိတယ်လားအထိုင်ချထားခဲ့တဲ့အတွက်ဒီနေ့စီရီတည်တချို့တချို့ဟာတွေကြားတယ်အားနိုင်မှုရှိတာမှန်ပါလေကျွန်တော်ဒါကြောင့်ကျွန်တော်တို့လည်းထောက်လန်းရေးလီယာတွေပြန်ထိုးပေးဖို့ဒါမှမဟုတ်လို့ရှိရင် ODS တွေပြန်ဖွင့်ပေးဖို့ဒါမှမဟုတ်လို့ရှိရင်ဟာလားဟိုပေါ့ fair ပေါ့နော် အားလုံးကလူတွေပေါ်မှာ fair ဖြစ်တဲ့အုပ်ချုပ်ရေးရန်တရားဖြစ်ဖို့နော်အဲအဲ့လိုမျိုးတွေကျွန်တော်တို့လည်းတတ်နိုင်တယ်လို့ပြောတာပေါ့နော်ပြောတာပေါ့ဒါလောက်တာမလောက်တာတော့တို့ကောင်းဆောင်နေလဲတို့ကိစ္စရင်းနေတို့ရှိမှဆိုတော့ကျွန်တော်တို့ကမပြောလို့ရေးသေးတာတိုင်းသူပြည်သားတွေအားဒါတွေနားလေဖို့လို့လေနော်နားလေဖို့အခက်အခဲဖြစ်လို့ရှိရင်တော့အပြစ်တင်မနေစေကြမ်းမယ်စားရောက်နေတယောက်နားလေပြီးတော့ပိုးပြီးပူပေါင်းဆောင်ရွက်ဖို့လို့လေတို့တော်လည်းပဲတစ်ဖက်ကကြတော့အာနာရှင်စနစ်နဲ့တိုင်းပြီးတိဆောက်ခဲ့တယ်လို့ပြောရမှာပေါ့နော်ဦးတန်းရွှေလက်ထက်မှာအဲတူလူချင်းနဲ့ကိုရောက်အောင်သူကရှင်းပြလို့ရှိရင် constructive နော် construction board တိုင်းပြည်ကြီးဆောင်ရေးလုပ်ငန်းကိုဆောင်ပေးပြီးလုပ်တဲ့ကအားနေချက်တွေရှိတာပေါ့နော်အားနေချက်တွေပေါ်လာတာပေါ့ဟလာတချို့အည်သွေးမရှိတဲ့စိတ်ဓာတ်မမှန်တဲ့လူတွေကိုခရိုနီမွေးမိတာတွေဒါတွေကအစကျွန်တော်တို့ကပြောမယ်ဆိုပြောလို့ရတာထားပါဒါတွေကပြီးသွားပြီမို့လို့ဆိုတော့နောင်လာမယ့်အနာဂတ်မှာကျတော့ပိုပြီးကောင်းတဲ့စနစ်ပိုပြီးကောင်းတဲ့အမြင်နေတဲ့အတိုင်းပြည်ကိုလုပ်ဖို့လိုအပ်တာပေါ့နော်ကျွန်တော်တို့ကတော့အဲ့လိုအဲ့ဒါတွေပဲဆောင်ပေးပြီးပြောတာပါအဲ့တော့ဟိုမိတ်ဆွေတယောက်ကရန်ကုန်ပြန်လာပြီးပြောတဲ့အခါကျတော့အားရဝမ်းသာပါနော်လက်ရှိဟလာအချမ်းပေးတက်ကောင်းဆောင်နေနဲ့ဟလာအချမ်းပေးအဖွဲတွေကတော့အတိမ်တိမ်မွေးမွေးနဲ့နိုင်ငံကိုပြောင်းလဲနေတယ်ဆိုတဲ့အကြောင်းတော့ သူကစင်ကာပူကပါတယ်အာရဝန္ဒာပြောတဲ့သဘောတော့ရှိတယ်နော်ဒါကျွန်တော်ကတော့မရောက်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကတော့ဘာလဲဆိုတော့လောကကြီးမှာနော်အထည်ကြီးပြက်တယ်နော်အထည်ကြီးပြက်အထည်ကြီးပြက်တယ်နိုင်ငံကြီးမှာပဲဖြစ်ဖြစ်စီးကြီးမှာပဲဖြစ်ဖြစ်နော်တိုင်းပြည်ပြည်မှာပဲဖြစ်ဖြစ်အထည်ကြီးပြက်တယ်ကတော့မကောင်းဘူးအထည်ကြီးပြက် policy တွေကလည်းမကောင်းဘူးအဲ့ဒါပဲကျွန်တော်ပြောချင်တာကတော့အဲ့ဒါပဲအထည်ကြီးပြက်တယ် print them on camera တဲ့ဂျုံဂျုံကူမားတယ်ဘယ်ရလဲမသိဘူး watching သင်ကြီးချင်းမိတ်ဆွေကောင်းမပြေးသားတဲ့တကယ်ပုံစံမျိုးဖြစ်နေပြီလေမှန်လားပေါ့တို့တော်လည်းပဲကျွန်တော်တို့ကကြိုးပြောတယ်လေဥမာတကူဆိုပါစို့ဗျာဟလာဟိုအရှိတောင်အရှာကျွမ်းကျင်သူဆိုလာပါဆိုလားဟလာဟိုဥမာတကူဆိုပါစို့ဟာ KIA ကိုရှေ့တန်းတင်လာတာတို့သူတို့ ਨੇ ဆွေးနွေးတာတို့ဟလာဂျားဝင်တာဂျားဝင်လာတာနော်ဂျားဝင်အမှားတော့ရှင်းပြောရင်ကျွန်တော်တို့တိုင်းပြည်မှာဒီနားပိုက်လိုင်းတွေတိစောက်တယ်ဆိုတာဝင်းဝင်း security လုပ်တာဝင်းဝင်းဆိုတာရှိဝါရေးရကျူလေးရှင်းလောက်တာအဓိကနိုင်ငံရေးဟလာကလေကျင်လုံးမှာမဟုတ်တာနိုင်ငံရေးကစားကွင်းလုံးကျင်လုံးမှာဟလာဒီပိုက်လိုင်းချတာမှာမဟုတ်ဘူးเนาะ